်မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားဖျားဖြစ်ပြီးခါသာသိမကြသေးခင်ဝိနည်းပြည့်ညက်ချက်တွေအများကြီးမပြည့်ညက်ရသေးခင်အထူးသဖြင့်တစ်ပင်တွေမခုတ်ရဘူးလို့မပြည့်ညက်ရသေးခင်ယဟန်တော်တစ်ပါးကပါဠိဝီတိုင်းသားယဟန်တော်တစ်ပါးအကြောင်းဆောင်မယ်ဆိုပြီးတော့အဲ့ဒါတစ်ပင်တစ်ပင်သူကခုတ်မယ်လို့ကြံလာအဲ့ဒါပစိန်တွေရဲတဲ့နေနဲ့အဲ့ဒီတစ်ပင်သားရက်ပြီးတော့ခုတ်မလို့လို့တော့အဲ့ဒီတစ်ပင်ကိုစောင့်တဲ့တစ်ပင်စောင့်နတ်သမီးကရုပ်ကစိုးနတ်သမီးကကိုထင်ပြပြီးတော့တောင်းပန်တယ် ရှင်ဘုရားတပည့်တော်ရဲ့ဒီဘိမှန်လေးကိုဖြည့်ဆည်းပါနဲ့ဘုရားအဲ့တော့ယဟန်တော်ကလည်းငါကဒီအပင်ပဲသဘောကျတာငါအတွက်ဒီအပင်ပဲသုံးကြတာငါခုမှဖြစ်မယ်အဲ့ဒါလို့ယဟန်တော်ကပြောတော့နတ်သမီးကဂိုင်းယဟန်တော်ရဲ့စိတ်နည်းနည်းမှလုံရသိမ့်ွေးပါစီတော့ဆိုပြီးတော့သူ့ရဲ့သားနှစ်သားပေါက်ဆာလေးရှိတယ်ဒါဘဟုတုဒ္ဒရရရနော်အဲ့ဒီနှစ်သားပေါက်ဆာလေးကိုထုတ်ပြီးတော့ပြပြီးတော့တောင်းပန်ရရင်တော့နုညံ့တဲ့ငောင်းရဆိုပြီးတော့ အဲ့ဒီနှစ်သားလေးကိုတကိုးနဲ့ထုတ်ပြီးတော့ကျွန်တော်မျိုးမမှာဒီလိုနှစ်သားလေးသားနဲ့သမီးနဲ့ဒုက္ခတွေရောက်မှာဆိုလို့ပါလို့သူကထုတ်အပြန်ကိုကလည်းရဲရင်းကိုမြှောက်ပြီးတော့အခုမထိန်နိုင်တော့ခုတ်မိသွားတာအဲ့ဒီနှစ်သားလေးပေါက်စားလေးလက်ကတောက်တောက်ပြတ်ကျသွားတယ်ကဲအံ့ဩစရာကောင်းတယ်နော်လူရဲ့ရဲရင်းနဲ့ခုတ်တာနှက်ရဲ့လက်ကပြတ်ကျသွားတဲ့အဲ့ဒီမှာစိတ်တူတယ်ဟုံးမဲ့တဲ့ခါလေးဒေါသဖြစ်တယ်ဒီနှစ်သမီးက အဲ့ဒါသူ့ရဲ့လက်အစုံကိုတောင်မြှောက်လိုက်ပြီတဲ့ဒီရန်ကိုသူတခါနဲ့တတ်တယ်ပေါ့သူ့လက်ကိုတောင်မြှောက်လိုက်ပြီဒါပေမဲ့ပြန်ပြီးတော့သူမချလိုက်ဘူးအဲ့ဒီလက်မြှောက်ရဲ့တန်လန်းနဲ့သူတစ်ချက်ကလေးစဉ်းစားလိုက်တယ်ပြေးနေတဲ့ယထာကိုထိမ့်တယ်လို့မျိုးပေါ့နော်တစ်ချက်လေးစဉ်းစားလိုက်တယ်ဒီရန်ကတည်လားရှိတယ်ငါတတ်လိုက်လို့ရှိရင် သေချာပေါ့ငါအပင်ငယ်ရဲကိုကြာရမှာတည်လားရှိတဲ့ရန်ကိုငါဖြစ်စည်းတယ်ဆိုတာနင်းနေတော့တော့အပြစ်မဟုတ်ဘူးဟုတ် ဒေါသဖြစ်တော့ဖြစ်တယ်နော်လက်ကြီးမြောက်ထားရဲ့နဲ့ तू မချလိုက်ဘူးမတတ်လိုက်ဘူးသူ့ရဲ့လက်ကတကိုးရှိတယ်တတ်မယ်ဆိုတတ်လို့ရတယ်အဲ့ဒီလက်ကို तू မချလိုက်ဘူးနော်ဒီယဟန်သီလရှိတယ်ငါတတ်လိုက်လို့ရှင်ငါအပင်ငယ်ကြမယ်နောက်ပြီးတော့ तू စဉ်းစားသေးတယ်အမျော်မြင်ကြည့်တယ်ဒီနတ်သမီးကငါတကယ်လို့တတ်မယ်ဆိုရင်နောက်ဒီပင်တစ်ပင်ဆောင်နဲ့တွေကလည်းဒီလိုတစ်ပင်တွေကိုခုတ်တဲ့ယဟန်တွေကိုဒီလိုတတ်တယ်လို့သိပြီးတော့အတုလိုက်ပြီးတော့တတ်ရင်ယဟန်တွေကိုချိုးနေရကြည်မတူတာလေးစဉ်းစားတယ်ဗျာ ဟုတ်လားအဲ့ဒါနဲ့သူတက်ချင်တယ်မတက်ဘူးအဲ့တော့သူသားရဲ့လက်ကလေးကလည်းပြတ်သွားတယ်ဆိုတော့သူတစ်ပင်လည်းဆုံးရှုံးမယ်သားရဲ့လက်လည်းဆုံးရှုံးမယ်ဆိုတော့ဝမ်းနေပြီးတော့သူငိုတယ်ဗျာသူငိုတာငိုတာတော့မကောင်းတာကို तू မလုံလိုက်ဘူးမျက်ရည်အကျခံပြီးတော့မကောင်းတာကို तू ဒါလိုက်နိုင်တယ်အဲ့ဒီမှာ तू ဘာဆက်စဉ်းစားလဲဆိုတော့ဒီယဟန်မှာပိုင်ရှင်ရှိတယ်တဲ့အဲ့ဒါကဘယ်လိုလဲဆိုတော့မြတ်စွာဘုရားလေ သူ့ရဲ့အရှင်ဒီကိုငါသွားပြီးတော့ပြောမယ်ဆိုပြီးတော့မြတ်စွာဘုရားကြီးကိုမျက်ရည်ဆက်လက်နဲ့ရောက်လာတာအဲ့ဒီနတ်သမီးကအဲ့ဒီမှာမြတ်စွာဘုရားကြီးရောက်